မြောက်ကလပါနှစ်ချင်းခရီးရန်အတင်းတော်တနစ်တာစန်းစာဖတ်ရှုခြင်းအစီအစဉ်မှကြိုဆိုပါတယ်တမန်တော်ဝုဒ္ဓအခန်းကြီး9အငယ်13မှ43ရှောလူဒီကသခင်ဖျားဤတပည့်တော်တို့တစ်ဖက်၌ချိန်ချောက်၍အသေးသက်ချင်းငါပြင်းစွာအသက်ရှူသည်ဖြင့်ထိုဘာသာဝင်သောယောက်ျားမိန်းမတို့ကို တွေ့လျှင်ခြိနှောင်၍ယေရုရှလင်မြို့သို့ပို့ဆောင်ရမည်အကြောင်း ဓမ္မတက်မြို့၌ရှိသောတရားစီရင်မှုတို့ထံသို့မာစာကိုပေးပါဟု ရှိပရောဟိတ်မင်းထံ၌ဝင်၍တောင်းပြီးမှသွား၍ဓမ္မတက်မြို့အနီးသို့ရောက်သောအခါကောင်းကင်ထဲကအလင်းသည်သူ့ပတ်လည်၌ရုတ်ကနေထွန်းတောက်လေ၏ရှောလူသည် မြေပေါ်မှလဲ၍နေစဉ်ရှောလူရှောလူအဘေကြောင့်ငါ့ကိုညှင်းဆဲသည်နီဟုမိမိအားပြောသောစကားတန်ကိုကြားလျင်တခင်ကိုရိုဒီအဘေသူနီဟုမေးလျှောက်၏ ခင်ဖျားကလည်းငါကတည်ငင်းစေသောယေရှုဖြစ်သည်ထို့တော်လည်းထ၍မြို့သူဝင်လောတင်ပြုရမည်အမှုကိုပြောလိမ့်မည်ဟုမိန့်တော်မူ၏ရှောလူနှင့်အတူသွားသောသူတို့သည်အတန်ကိုကြားယုံမျှသာရှိ၍အဘယ်သူကိုမျှမမြင်ဘဲမိန်မောတွေ့ဝေလျက်ရက်နေကြ၏ရှောလူသည်လည်းညီမထ၍မျက်စိကိုဖွင့်တော်လဲအဘယ်သူကိုမျှမမြင်နိုင်သည်ဖြစ်၍ သူ၏လက်ကိုဆွဲလျက်တမတက်မြို့သို့ပို့ဆောင်ကြ၏သုံးရက်ပတ်လုံးမျက်စိမမြင်မစားမတောက်ပဲနေလေ၏ထိုအခါအာနဏိအမိရှိသောတပည့်တော်တယောက်သည်တမတက်မြို့၌ရှိ၏ထိုသူကိုသခင်ဖျားသည် ပြာဒိတ်တော်အားဖြင့်အာနဏိဟု၍ခေါ်တော်မူလျှင်အာနဏိကသခင်ဖျားအကျွန်ုပ်ရှိပါသည်ဟုပြော၏သခင်ဖျားကလည်း တင်ဒီထ၍လမ်းဖြောင့်အမည်ရှိသောလမ်းသို့သွားလော့ရှောလူအမည်ရှိသော တာရှုမြို့သားကိုယူဒာဤအိမ်၌ရှာဖွေလော့အကြောင်းမူကားထိုသူသည်ဆုတောင်းလျက်နေ၏မိမိမျက်စိကို မြင်ပြန်စေခြင်းငှာအာနန္ဒီအမည်ရှိသောသူသည်ဝင်၍မိမိအပေါ်၌လက်တင်သည်ကိုဖြာဒိတ်တော်အဖျင်မြင်လေပြီဟုမိန့်တော်မူ၏အာနန္ဒီကလည်းသခင်ဖျား ထိုသူသည်ယေရုရှလင်မြို့၌ ကိုရောဤတန့်ရှင်းသူတို့ကိုအပေမြလောက်ပင်ညင်းဆဲသည်ကိုလူများပြော၍အကျွန်ုပ်ကြားရပါပြီ။ဤအရက်၌လည်းကိုရောကိုပတနာပြုတော်သူရှိသမျှတို့ကိုချီနှောင်ရမည်အခွင့်ကိုရစ်ပရောဟိတ်အကြီးတို့ထံ၌ရပါသည်ဟုပြန်လျှောက်၏။သခင်ဖျားကလည်းထိုသူက တပားအမျိုးသားတို့နှင့်ရှင်ဘရင်တို့ထံသို့၎င်းဣတရီလအမျိုးသားတို့ရှိရာသို့၎င်းငါ၏နာမကို ပို့ဆောင်စေခြင်းငါငါရွေးကောက်သောတစားဖြစ်၏အကြောင်းမူကားထို့သူသည်ငါ၏နာမကြောင့်အဘယ်မျှလောက်ပင်ဆင်းရဲခံရမည်ကိုငါသည် သူ့အားပြမည်ထို့ကြောင့်တင်သွားလောဟုအာနန္ဒီအားမိန့်တော်မူ၏အာနန္ဒီသည်လည်းတွား၍အိမ်သို့ရောက်လျှင်ရှောလူအပေါ်၌မိမိလက်ကိုတင်၍ ညီလျှောလူတင်လာသောလက်၌တင့်အားထင်ရှားတော်မူသောသခင်ယေရှုသည်တင်၏မျက်စိမြင်ပြန်စေခြင်းငှာ၎င်းတင့်ကိုတန်ရှင်သောဝိညာဉ်တော်နှင့်ပြည့်စေခြင်းငှာ၎င်းငါ့ကိုစေခန့်တော်မူသည်ဟုပြောဆို၏ထိုခဏ၌လျှောလူ၏မျက်စိမှငါကြီးကွာကြသကဲ့သို့ဖြစ်၍မျက်စိမြင်ပြန်သဖြင့်ထ၍ဗတ္တိဇံကိုခံပြီးလင် အစာအာဟာရကိုသုံးဆောင်၍အားဖြည့်လေ၏ ထို့နောက်ရှောလူသည်ဓမ္မသက်မြို့၌ရှိသောတပည့်တော်တို့နှင့်အတူ ကာလအတန်အရာနေ၍ ယေရှုသည်ဖျားသခင်ဤသားတော်ဖြစ်ကြောင်းကိုတရားစရက်တို့၌မဆိုင်မလင့်ဟောလေ၏ကြားသောသူအပေါင်းတို့သည်အံ့ဩ၍ဤသူကထိုသခင်ကိုပတနာပြုသောသူတို့ကိုယေရုရှလင်မြို့၌ဖျက်ဆီးသည်တမက ထိုသူများကိုချီနှောင်၍ရစ်ပရောဟိတ်အကြီးတို့ထံသို့ပို့ဆောင်ခြင်းငါဤအရက်တို့လာသောသူဖြစ်သည်မဟုတ်လောဟုဆိုကြ၏ ရှောလူသည်လည်းအတူပွားသည်ဖြင့်ဓမ္မသက်မြုပ်၌နေသောယူဒလူတို့သည် ပြောသည်မြသောစကားကိုခြေ၍ယေရှုသည်ခရစ်တော်ဖြစ်ကြောင်းကိုထင်ရှားစွာပြ၏။ကာလကြာမြင့်ပြီးမှရှောလူကိုတတ်အံ့သောငါယူဒလူတို့သည်အချင်းချင်းတိုင်ပင်ကြ၏။ထိုအကြံအစီကိုရှောလူသည်သိ၏။ သူ့ကိုတတ်အံ့သောငါမြို့တကားတို့ကိုနိညာမပြတ်စောင့်ကြသောကြောင့်တပည့်တော်တို့သည်ညအခါသူ့ကိုယူ၍တောင်း၌ထည့်ပြီးလင်မြို့ရိုးပေါ်ကလျှော့ချကြ၏ယေရုရှလင်မြို့သို့ရောက်သောအခါတပည့်တော်တို့နှင့်ပေါင်းဖော်မိပြုသော သူသည် တပည့်တော်ဖြစ်ကြောင်းကို တပည့်တော်အပေါင်းတို့သည်မယုံသဖြင့်သူ့ကိုကြောက်ရွံ့ကြ၏သူအခါဗန္ဓဘသည် သူကိုခေါ်၍တမန်တော်များထံသို့ပို့ဆောင်ပြီးလင် အထက်ကရှောလူသည်လမ်းခရီး၌သခင်ဖျားကိုမြင်သည်ဟူ၍လကောင်းသူအားမိန်တော်မူသည်ဟူ၍လကောင်းဓမ္မသက်မြို့၌ယေရှု၏နာမတော်ကို အမိပြုလျက်ရဲရင်စွာဟောသည်ဟူ၍လကောင်းပြောလေ၏ထိုနောက်မှရှောလူသည်ယေရုရှလင်မြို့၌တမန်တော်တို့နှင့်ပေါင်းဖော်၍သခင်ယေရှု၏နာမတော်ကို အမိပြု၍ရဲရင်စွာဟောလျက်နေ၏ ဟေလီနှင့်လူတို့နှင့်နှီးနှောပြောဆိုသဖြင့်ထိုသူတို့သည်ရှောလူကိုတတ်မိဟုအာထုတ်ကြ၏ထိုအကြောင်းကိုညီအကိုတို့သည် ကြားသည်လင်ရှောလူကိုကဲတရီမြို့သို့ပို့၍တာရှုမြို့တိုင်အောင်ဆေလွတ်ကြ၏ထိုအခါယူဒပြည်ဂါလိလဲပြည်ရှမာရိပြည်အယက်ရတ်တို့တွင် အသင်းတော်တို့သည်ငြိမ်သက်၍တိဆောက်ခြင်းရှိကြ၏ သခင်ဖျားကိုကြောက်ရွံ့ခြင်း၌၎င်းတန်ရှင်သောဝိညာဉ်တော်ဤအဆုံးအမ၌၎င်းမွေလျော်သောအဖြစ်ပွားများကြ၏ပေတရုသည်အရရတို့ကိုလှဲ့လေသည်တွင်တန်ရှင်သူတို့ရှိရာ လူဒမျိုးတို့ရောက်လေ၏ထိုအရ၌အဲနေအမည်ရှိသော လက်ချေတည်၍ရှစ်နှစ်ပတ်လုံးအိယာ၌တုံးလုံးနေသော သူတယောက်ကို တွေ့လင်အဲနေယေရှုခရစ်သည်တင့်အားချမ်းသာပေးတော်မူ၏ထ၍အိယာကိုပြင်လောဟုပေတရုဆိုသော ထိုသူသည်ချက်ချင်းထ၏လူဒမျိုးနှင့်ရှာယုံမျိုး၌နေသောသူအပေါင်းတို့သည်ထိုသူကိုမြင်၍သခင်ဖျားထံတော်သို့ပြောင်းလဲကြ၏ယုပေမျိုး၌ဒေါကာဟုဆိုလိုသော တပိတအမည်ရှိသောတပည့်တော်မှတယောက်ရှိ၏ထိုမိမှသည် ကောင်းသောအကျင့်စွန့်ကြဲခြင်းအကျင့်နှင့်ပြည့်စုံလျက်ထိုအခါ၌နာ၍တည်လေ၏ အလောင်းကိုရေချိုးပြီးလင် အထက်ခန်း၌တင်ထားကြ၏လူဒါမျိုးသည်ယုပေမျိုးနှင့်ဤသည်ဖြစ်၍ထိုမျိုး၌ပေတရုရှိကြောင်းကိုတပည့်တော်တို့သည်ကြားလျင် ပေတရုသည်အလင်းအမြန်ကြွလာပါမည်အကြောင်းလူနှစ်ယောက်ကိုဆေလွတ်၍တောင်းပန်ကြ၏ပေတရုသည်ထ၍ထိုသူတို့နှင့်အတူ လိုက်လေ၏ရောက်လျင်အထက်ခန်းသို့ခေါ်ပြ၍ မုံဆိုးမများတို့သည်ငိုကြွေးလျက် သူတို့နှင့်အတူဒေါကာရှိစဉ်အခါလုတ်ခဲ့သောအင်ဂျီနှင့်အဝတ်များကို ပြလျက်ရှိကြ၏ပေတရုသည်ထိုသူအပေါင်းတို့ကို ပြင်သို့ထွက်စေသည်နောက်ကိုရိုင်းဒူးထောက်၍ဆုတောင်းပတ္ထနာပြုပြီးလျှင် ထိုအလောင်းတို့မျက်နှာလှဲ့၍တပိတာထလောဟုဆိုလေ၏ထိုမိမ့်မသည် မျက်စိကိုဖွင့်၍ပေတရုကိုမြင်လျှင်ထ၍ထိုင်၏ ေဒရုသည်မိမိလက်ကို သူ့အားပေး၍ခြိကြွပြီးမှတန့်ရှင်းသူတို့နှင့်မုတ်ဆိုးမတို့ကိုခေါ်၍အသက်ရှင်လျက်ရှိသော ထိုမိမကိုပြလေ၏ထိုအကြောင်းကိုယုပေမြို့၌အနှံ့အပြားတိကျ၍လူများတို့သည် သခင်ဖျားကိုယုံကြည်ခြင်းသို့ရောက်ကြ၏ပေဒရုသည်ယုပေမြို့၌ရှိမုံအမိရှိသောတရေလုတ်သမားနှင့်အတူကြာမြင့်စွာနေ၏ဇာနာယသူအလုံးပေါ်ဖျားသခင်ကောင်းချီးပေးပါစေ thank you ရားသခင်တညတလုံးအတွက်ကြေးတော်ချီးမွမ်းပါれ။ဒီနေ့နဲ့နဲ့ကြားနိုင်ရသောနှုတ်ကပတ်တော်အတွက်ကြေးတော်ချီးမွမ်းပါ၏။ကျွန်တော်ဘဝအသက်တာသည်မိတို့ပင် အပြစ်လန်းတန်းမှာရှောက်လန်းနေပါလိမ့်စေ။ပညာအတိုင်းသွားနေပါလိမ့်စေ။ဖရားသခင်သည် ကျွန်တော်တို့ကိုချစ်လက်ဒီတမန်တော်ကြီးရှင်ဘောလူကိုရွေးကောက်တကယ်သူတမန်တော်ကြီးရှင်ဘောလူကိုအသက်တာ ပြောင်းလဲဖို့ရန်ပြင်ဆင်တကယ်သူ ကျွန်တော်တို့ရဲ့အသက်တာကိုလည်း ကျေးဇူးတော်လမ်းထဲမှာရှောက်လန်းဖို့ရန်ဤနေ့နှုတ်ပတ်တမကျန်းစာကတုံတင်သောကြောင့်ကျေးတော်ကိုချီးမွမ်းပါ၏ဘုရားသခင်ကျွန်တော်အတ္တသည်ဆက်လက်ပြီးဘုရားကျေးဇူးတော်အားဖြင့်ရှေ့ဆက်သွားမလန်ခီမှာဘုရားသခင်ဒီနေ့စေခိုင်းသော အမှုတော်မြတ်ကိုကျော်ရှင်ဝမ်းမြောက်စွာရှိရနေမှာတစ္ဆာရှိစွာထမ်းဆောင်နိုင်ဖို့ရန်ဒေါ်ကာကဲ့သို့ရှိတဲ့အရာရှိတဲ့အစွမ်းစားအားဖြင့်ဘုရားသခင်ရဲ့ဘုန်းတော်ကို ထင်ရှားစေလို့ငါ ဆက်လက်ပြီးကျွန်တော်တို့ရဲ့အတ္တတာကိုဘုရားသခင်ဆက်လက်ပြီးမဆရမှုပါအသင်တော်မှာရှိတယ်ဒါမှမဟုတ်သောများအလုံးနဲ့အတူတက်ကြည်သူများမှအစခရစ်သူငယ်များအထိဘုရားသခင်ကောင်းချီးပေးသနာရမှုပါအသင်တော်ရဲ့ဘေးမနော်တီဆောက်ခြင်းဘန်တော်ကဝယ်ယူခြင်းစသည့်အမှုများကိုနေပိလူရဲ့ရှိရသူများဆုတောင်းခြင်းအပြင်တတိယရရှိသောသားသမီးများလည်းကောင်းချီးပေးသနာရမှုပါကျမ်းမာခြင်းအန်လက်ရှိသောခရစ်ယာန်သားသမီးတယောက်စီရဲ့အသက်တာကိုလည်းခရစ်ယာန်ကောင်းချီးပေးပါ ရဝေရက်နီပြည်တွင်ပြည်ပမှာရှိကြကုန်သောအသိဥတင်သားတို့ရဲ့လုပ်ငန်းဆောင်တာများနဲ့သူတို့နေ့စဉ်လိုအပ်သောအရာတွေဘဝမှာမျောလင့်ထားသောမျောလင့်ချက်များယူပါယုံများကိုဖျားသခင်အဖြစ်ပြည့်စွာသောအခွင့်ကိုပေးသနာရမှာပါမြမပြည်ကြီးသည်ကပ်ပြီးကြောက်လည်းရှိပါတယ်ဒီနေ့ငလင်တန်ပြီးတဲ့ကောင်အခြားသောလူတွေပြုတဲ့ပေးကြောက်ဒုက္ခတွေရောက်လည်းရှိတဲ့သူများအကူအညီလိုအပ်သောသူများကိုလည်းဖျားသခင်မဆပါသူတို့ကြသောညည်ရီများကြေကွဲလည်းရှိတဲ့လုံသားကိုဖျားသခင်အသက်တပန်း ပြန်လည်ပြီးကောင်းပြပြပြီးရဆုတောင်းပါ၏။နနေ့အချိန်မှ နေ့လယ်နေဝေမို့ချိုတိတဲ့အောင်တန်ရှင်တန်ဝိညာဉ်တော်ဖျားကျွန်တော်ရဲ့အသက်တာမှာလမ်းပြအုပ်စုကောင်းကြီးပေးပါမိအကြောင်းသခင်ယေရှုခရစ်တော်ဖျား၏နာမကိုမြှို့တဲ့တနေ့တာလုံးအတွက်အသက်တာကိုကိုရှင်လက်ဝဲစက္ကန့်အနံဆုတောင်းကြပါသည်အဖဖျားသခင်အာမင် ထာဝရဘုရားသည်သင်ကိုကောင်းကြီးပေး၍စောင့်မတော်မူပါစေသောထာဝရဘုရားသည်သင်၌မျက်နာတော်အလင်းကိုလွှတ်၍ဂယုဏကျေးဇူးပြုပါစေသောထာဝရဘုရားသည်သင်ကိုမျှော်ကြည့်၍ချမ်းသာပေးတော်မူပါစေသောသမီးတော်သားတော်တန်ရှင်တော်ဝိညာဉ်တော်သုံးပါးသူဘုရားထံတော်မှအနန္တမေတ္တာတော်မဟာဂယုဏကျေးဇူးတော်နှင့် မိတ္တာဖွဲ့လက်လမ်းပြသွန်သင်ခြင်းစုကျေးဇူးသည်တင်တို့ပေါင်း၌ကာလအစဉ်တည့်ရောက်လေတည်ရှိတည်နေပါစေတော့အာမင်